မင်္ဂလာပါရှင်။ဆီယမကျူရဲ့ကျမရဲ့တစ်ပင်ဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးကြပါရစေ။ဒီနေ့ဖတ်ပြပေးတော်မယ့်ပိုင်းလေးကတော့အပိုင်း15ဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။အခန်း19မိခတ်မိန်မိန်လေးထွန်းလာတော့40တထာတိခန်းတွင်ဟန်ခွက်တန်ခရင်တန်နဲ့ပကံထီတန်စကားပြောတဲ့ဂျေမိုးတန်တို့အကြား၌ကျွန်တော်ဂီတာတန်သည် တစ်ခါတခါအပေါ်ပစ္စည်းတခုဖြစ်သွားသည်ကျွန်တော်ကတနေရသူတို့ကတနေရသူတို့သည်ဘီယာနဲ့အေးကို အမီးစုံနဲ့မြည်ရင်ကျွန်တော်ခတာတန်ကိုပါရော်၍တောင်းနေကြရဲ့လားဟုကျွန်တော်မသိပေဆိုင်ပန်ရှင်သည်သူမ၏မိတ်ဆွေဟုသိရသည်ဆိုင်ရှင်ကအလုံးလျှောက်သည့်အချိန်၌ဆိုင်ရှင်မှာကျွမ်းကျင်သောခတာသမားတယောက်ရှိနေပြီပြီသို့တော့သူမ၏စာကြောင်းများကိုဖတ်ပြီးနောက်ကျွန်တော်ဟာဂီတာတီးခိုင်းပါသည် မူလားလုံးဝင်နေသောဂီတာသမားကြီးရှိနောက်တွင်တနော်သည်ဆောင်းဘွဲဘက်တစ်ခုဖြစ်သလိုဂီတာတီးပြခဲ့ရသည်လီယိုစေးတီဆိုသောမင်းကိုကိုလိုအပ်တဲ့အခါဝင်းနိုင်မြင့်ယူတခြင်းနဲ့ဘာတီဟစ်ကင်းကာဆာဘလန်ကာတခြင်းနဲ့ပုံကိုတနော်တီဆိုရင်တီးပြခဲ့သည်အစိုးပါဦးလူတို့တယောက်အနေနဲ့တတော်တော်လေးလို့ပြောရမှာပေါ့ချိုကူကယင်းဤစာပြုံးရက်ကျွန်တော်ပခုံးကိုပုတ်သည် သူတို့ထောက်ခံကြကြောက်လားသူမိုက်စားကြောက်လားဘုမဟုတ်ကျွန်တော်ခေတာတိခတ်မှုကိုပဲသဘောကျသွားသလားကျွန်တော်မသိပါကျွန်တော်ကိုအလောက်ခန့်နေဦးအပြေပေးလိုက်ပါသည်ကျွန်တော်ဒီညတွင်ရေခုံစွာကြည်ညူးနေ၏အခုဒီဝိုင်းပထမအုပ်စုပွဲဦးထွက်ဖျော်ဖြေခွင့်ရသည့်မိကခံစားချက်မျိုးပင်ဖြစ်သည်လီလီကိုလေကားတစ်ထစ်တော့ရောက်သွားပြီကွာကျွန်တော်ပထမအုပ်စုအလုပ်ဝင်သည့်နေ့တွင် ဆိုင်တို့သူမလိုက်လာပြီးအားပေးပါသည်သူမ၏မျက်လုံးများကမိမိတပည့်ကိုကျေနပ်အားရသောဆရာတရား၏မျက်လုံးများဖြစ်သည်အပြန်မှာသူမကိုကျွန်တော်ကားမောင်းရေလိုက်ပို့ပေးရသည်သူမကကိုယ်တော်နဲ့တွင်ပေးပြီးကျွန်တော်ပြန်ငန်းနေပြီသူမကစကားတခုပြောပါသည်မင်းကိုစီးရီးသွင်းမှုအခွေထုတ်ဖို့တယောက်ယောက်ကစကားကဲလန့်လာရင်မင်းလုံးဝလက်ခံရအောင်နော် ကျွန်တော်ဟပပရေမိုးမိပါသည်ကျွန်တော်ဒီနက်နက်9နိုင်မှညနေ9နိုင်ထိသူမ၏ driver ဖြစ်တာဝန်ထမ်းဆောင်မီည9နိုင်မှည7နိုင်ထိ Jasmine Snapper တွင်ဂီတာတီးခဲ့ပါသည်ကလပ်တွင်စပွဲတို့အလုပ်လုပ်ရစဉ်ကညနေ6နိုင်ခွဲမှည7နိုင်ခွဲထိအလုပ်လုပ်ရ၏အောက်ကျုံမှုများတင်ငယ်မှုများမကားမှုများညဉ့်ညံမှုများနှင့်နေ့စဉ်ရင်းနှီးခဲ့ပြီးမှလက3000ကျပ်နှင့် service အတွက်ဒေါ်လာ20လစီရရှိခဲ့သည်ယင်းတတိယနေ့ခိုးရသောအပိုစုခြင်းနှင့်ပေါင်းမှလစီ3လငွေနည်းနည်းပါးပါးရခဲ့သည့်ဘဝဖြစ်သည်ယခုအခါကျွန်တော်တီးချစ်လွန်နေသောဂီတာကိုထိုင်ပြီးနေုံပါပဲငွေချင်းတူတူဆိုရင်ရင်းနှီးရသည့်တိတ်ခါခြင်းမတူပါ Jasmine တွင်ကျွန်တော်၏တိတ်ခါပုံပဲမှုနည်းပါးပါသည်ကျွန်တော်ရဲ့ဂီတာသမားနှစ်ယောက်သည်၃လရက်လောက်ကြာသည့်အခါ ညီကိုလိုတငယ်ချင်းလိုဖြစ်သွား၏ဂီတသည်မသိသောလူမျိုးကိုခိုင်မြအောင်ပေါင်းဆက်ပေးနိုင်သည်သူ့နာမည်ကတော့ကိုဝေလင်းဖြစ်သည်ကိုဝေလင်းသည်ဂီတကိုအသက်မွေးဝမ်းကြောက်ပညာဖြင့်ကျွမ်းကျင်စွာတက်မြောက်ခဲ့သူဖြစ်သည်သူသည်နာမည်ကြီးတီဝိုင်းတစ်ခုမှာလီဂီတတီးသူဖြစ်သည်မင်းတမဆိုးပဲအစိုးရလုပ်ရင်ရမယ်ကွာကျွန်တော်ကဂီတသမားဖြစ်ချင်တာကိုရသချင်းဆက်ချင်တာ ရတာပဲကွာအခုဆိုကိုရန်တစီကိုရန်ဆိုနေတဲ့ဂီတသမားတွေအများကြီးပဲပင်တိုင်းဆိုတော့မျိုးသမီးနေရတလဲစီဆိုကြပြီးတခါတည်းရကျွန်တော်နှစ်ပုတ်လောက်ဝင်ဆိုရပါသည်ဂီတကိုစိတ်ဝင်စားစွာ ခံစားမှုရလူသူများနဲ့ပီယာကိုမှုရလူသူများရောနှော၍နားထောင်ကြတော့ကြောင့်တခါတခါကျွန်တော်ကိုကျွန်တော်လူပိုဖြစ်ခံစားရသည်ကလွယ်လေဂျက်စမန်မှာဂီတတီးရတာစိတ်သက်သာပါသည်ယခုအခါကျွန်တော်သည် သူမရဲ့ driver ဖြစ်တော့လေကျွန်တော်တို့နှစ်ဦးကြာရှိတင်းမစိန်ကားမှုတတိုင်းကြီးပြုတ်ပြက်သွားပြီဖြစ်၍ကားမောင်းရတယ်စိတ်တင်းကျပ်မနေတော့ပြီကားမောင်းရင်သူမကိုစကားလမ်းပြောခွင့်ရှိပြီသူမ၏နှွေးထွေးသောစကားများကိုလည်းရေတံစွန့်ထင်းလျက်ကျွန်တော်ကြားရပြီမင်းတချင်းဆိုရဲခါအတန်ကိုပြေးဝမစုံတော့ကိုကယူဆိုင်ပြီးကြည်နေခဲ့တယ်အဲ့ဒါဘာဖြစ်လို့လဲကျွန်တော် နောက်ကြည့်မမတစ်ဆင်သူမကိုငေးကြည့်လိုက်၏ဟုတ်လားကျွန်တော်တို့အဲ့လိုမတင်ဘူးမရလို့နဲ့တူရင်ဒီကျွန်တော်တန်အော်ရင်အပ်သွားတယ်မဟုတ်သေးပါဘူးမင်းတန်ကိုအပြည့်ဝမဆိုတာမင်းနှကန့်ကိုလှုပ်ယုံဝင်လှုပ်ပြီးစုနေရအဲ့ဒါအချင်းပါသွားလိုက်မယ်မဆက်ပြေးပြီးဆိုရမှာမင်းရှက်နေသလားနှကန့်ရွတ်သွားမှာစိုးရင်ကလားလိုအပ်တဲ့ချိန်မှာဘုံကယ်ပြည့်သုံးဆက်မှာခွာ ပရိသတ်စရာမှုရှော့ဆိုတာဘာညာလုံနေတယ်။တယောက်တည်းလဲတည်ကျူတယ်။လူတထောင်လဲတည်ကျူတယ်ဖြစ်ရမှာပေါ့ကွာ။ဒါနဲ့မင်းခတ်မှာပြဿတံမမြင်ခဲ့မိပါလား။ဂီတာသမားတယောက်မှာပြဿတ်ဆိုတာအနှိမ့်ဆုံးចောင်းတင်ငန်းစားပဲ။မင်းအင်းအားဖြစ်ဖြစ်ပြန်ရင်ကွာ။ကျွန်တော်ပင့်တန်းရှိုက်လိုက်မိသည်။ကျွန်တော်ဂီတာနဲ့ပြန်တွေ့တာရက်ပိုင်းပဲရှိသေးလို့ပါ။ကျွန်တော်ဝယ်ဖို့ငွေစုထားပါတယ်အလီ။လောလောဆယ်တော့ မင်းကိုအိမ်မှာလာလိုက်အောင်ကြည့်ပါဂီတပေးတဲ့ရတောက်ကိုရနိုင်တယ်လို့အပြည့်အဝယူထားတယ်မင်းတွေ့မှာပါဒီမှဒီကျွန်တော်ကပထမအုံဆုံးချိန်ဒီမအိမ်ငယ်တို့ဝင်ခွေပြူသည်ခုနှစ်မိုင်ခွဲတွေရှိတော့ဒီမ၏အိမ်ဒီခြံဝင်းသုံးခုစာလောက်ကျဲတော့ရှေ့အောင်တက်ရင်ကြီးဖြစ်သည်ခြံဝင်းတစ်ခုလုံးတွင်ရက်ခင်းများကိုစနေတကြမွေထားသည်ကားသွားရင်ရက်ရင်ကွန်ကရစ်လမ်းများမှလွယ်လျင် ကြံလိမြေပြည်သည်ရက်ခင်းနှင့်တစ်ပင်ကြီးတစ်ပင်ငယ်များသာဖြစ်၏ကျွန်တော်ဟိုစဉ်ကတိုင်းရင်သည်စင်ဝင်မြင့်ကြီးအောက်မှထိုင်ဆောက်ခဲ့ရတော့လေယခုခါအိမ်နှင်းတို့ဝင်ခွင့်ရပြီဖြစ်သည်အိမ်သည်အပြင်ဘက်မှကြည့်လေအောက်နေရာအဟောင်းကြီးဖြစ်တော့လေအိမ်ထဲမှာနေရံများဖြူဖေးတောက်ပါနေသည်မြင့်မာတော်ပရင်ပေါ့ရှိကြီးများအလုံးများပြားလာပါသည်ခန်းစည်းမြင့်ကြီးများကိုစွဲချထားတော့လေ အလင်းရောက်ကောင်းစွာရသောအိမ်ဖြစ်သည်အုတ်တံမှန်တည်းမှာဖုံတစက်မှမရှိဧကန်ကျဲကြီးတွင်စက်ဒီမစုံခက်လန်းလန်းကွာလျက်ခြားထားသည်ဧကန်၏ဘယ်ဘက်တော့တွင် အနက်ရောင်လက်နေသောစံနေရာဤတစ်လုံးရှိပါသည်ဧကန်မှာရုံးမြင့်တန်ကြားစက်မရှိစံနေရာကလွယ်လျက်ဘာမှမရှိပါလာအပေါ်ထဲကိုတက်ရမယ်ဧကန်၏တစ်ဖက်တွင် ခမင်းစားကန့်အကျဲကြီးကိုလှမ်းမြင်ရသည် ကျွန်တော်ဒီထမင်းစားကန်အဝင်ဘေးဘက်ထောက်ရှိကျုံးလေကားကြီးတိုင်းသူမ၏နောက်မှတက်လိုက်သွားသည်အပေါ်တွင်မှန်တကားကိုဖွင့်ရဝင်လိုက်သောအခါကော်စိုခင်းနာသည်အေးစိတ်သောခမ်းမကျေးရဲ့သို့ရောက်သွားပါသည်သူမကဖနှက်မချွတ်သောကြောင့်ကျွန်တော်လည်းဖနှက်မချွတ်ပါကျွန်တော်တို့သည်ဂတိပါဖုံးစုဖာကြီးများချထားသည့်ဧရန်ကိုကြော်၍အင်ကြီးတစ်ဖက်ဆောင်သို့ဝင်လိုက်ရသည်ပေ20ပတ်လည်အကျေလောက်ရှိသည့် အခန်းကြီးတစ်ခန်းကိုမြင်ရတော့ကကျွန်တော်၏အိမ်မက်ကိုကျွန်တော်ကိုယ်တိုင်ပြန်တွေ့လိုက်ရလေသည်လေစာတက်ပြားဖွင့်လာသည်ကက်ဆက်ခွေဖွင့်လာသည်ဆက်နေအတန်ကြီးအတန်ချေသည့်ဆက်များအထက်လိုက်ကိုကျွန်းစပွဲပူပူလေးတစ်လုံးမှတင်လာသည်အခန်းနောက်တစ်ခုတွင်ကျွန်တော်ခါလောက်ရှိသည့်စပီကာကြီးနှစ်ခုကိုလာတာဆောင်ထွက်တကားပေါက်ပတ်ခက်ဆောင်ဆောင်အနီထားဖြင့်စနစ်တကျချလာသည်ဟောဒီတကားကိုဖွင့်လာရင် ိုဘက်မှာလာတာဆောင်ကြီးရှိတယ်။အဲ့ဒါအေးရဲ့နောက်ဖက်တစ်တစ်ပေါ့။တခါတခါစပီကာတွေကိုလုံးပိတ်ခန်းထဲမှာမထားခြင်းနဲ့ခါအဲ့ဒီလာတာဆောင်ဘက်မှာခြားထားပြီးအဲ့ဒီမှာ dream band နဲ့သင်းနာထောင်လို့ရတယ်။အတန်ပိုကောင်းတာပေါ့။ဂီတရဲ့တဘာဝတန်ကိုဟမ်းမိသွားတာပေါ့။သူမကမှန်တကားကိုဖွင့်ပေးသည်။ဟောဒီဗီဒီယိုထဲမှာ laser disc တွေမင်းကြိုက်တာယူပြီးဖွင့်မိနာထား။ ကျွန်တော်ရုတ်တရက်ဘာတချင်းရရမလဲမသိကြောင်နေသည်တကယ်ခင်မိပြီးစနစ်ကြတဲ့ recording studio မှာအတန်မျိုးစားတွေကိုတန်မိုးရှိရှိတကယ်ခွေးချပြီးအသေးစိတ်သုံးလာတဲ့အခါဒီကြာလူတယောက်ရဲ့အကြအယုံနဲ့ရတဲ့စက်ရောက်လာပြီးနှလုံးသားစီကိုခိတိခိုက်ခိုက်ရောက်သွားတာပဲအဲ့လိုအသေးစိတ်ရတာတွေကိုခွေးချခံစားနိုင်မှု holy speaker ကြီးတို့ကိုကိုနိုင်ငံခြားမှာထားခဲ့ရတာဒီမှာက ကျွန်တော်ဟာဆရာတယောက်ဤပြုံးမျိုးဖြစ်ကြည်သည်စပီကာရဲ့ဖွဲ့စည်းပုံမင်းနားလည်ပါရဲ့နော်ဘောက်စ်တစ်ခုထဲမှာအတံပေါက်လေးခုဟာသူ့လို့သူမှန်မှန်လောက်သွားတယ်ကိုနဲ့ဆိုင်တဲ့တံကိုပဲကိုတောင်ဝင်ယူပြီးထုတ်ပေးတာကိုနဲ့မဆိုင်တဲ့တံကိုလွှတ်ထားတာဆိုင်တဲ့လူကယူပြီးထုတ်ပေးရတာတွေ့လားဟောဒီမှာဘောက်တွေသူကအတံသေးစိတ်လေးတွေကိုတောင်ဝင်ယူတယ်မိုးဆက်ကလေးတွေနှင်းဆက်ကလေးတွေကြားတဲ့အတံမျိုး နောက်ပြီး drum set တစ်ခုရဲ့စင်ပေါ်ချီပြရဲ့မိနာပုတ်ဆွဲသွားတဲ့ခက်ရှာရှာခက်ဖွားဖွားအတန်မျိုးအဲ့လိုခက်စင်စင်တန်ပိုင်းစားလေးပဲပေါ့အတန်လေးနဲ့အတန်ကြီးဟာရုံးမသွားပဲအခုချင်းစီတူတံမှုနဲ့သူထွက်လာရမယ်ကျွန်တော်ကသူမကတက်ပြားတစ်ချက်ရွေးထုတ်ပြီးဖွင့်ပြသည်ဘရန်ရဲ့ဂီတာကိုစန်းရရနဲ့ကြည့်ရတဲ့တန်မင်းကြားဘူးလားကျွန်တော်ခေါင်းရံပြလိုက်၏ ကိစ္စမရှိပါဘူး။ဂီတာသမားဟာဂီတာနဲ့ပတ်သက်ပြီးရတဲ့တပြားအတန်တွေထုတ်ပေးတတ်ဖို့ပဲလိုတာပါ။ဒါပေမဲ့အဲ့ဒီတပြားကိုနားထောင်ကြည့်စမ်း။ကျွန်တော်သူမကိုငေးကြည့်မိသွားသည်။ဂီတာအတွက်သူမအချိန်လေးငွေကို30ပုံမှာကျွန်တော်ဘလို့မှမထင်မှတ်ထားသည့်အဖြစ်ပါ။ကျွန်တော်ဒီဤခံမျိုးဤပစ္စည်းမျိုးဖြင့်ဂီတာကိုစနစ်တကျခံစားနိုင်ဖို့နှစ်ပေါင်းများစွာအိမ်မက်မက်ခဲ့ဖူးသည်။ကျွန်တော်ဒီ တဝန်းကျင်ကိုမေးလျော့သွားသည်ကျွန်တော်နဗီမှာအမျိုးသမီးတူရှိနေတာကိုမေးလျော့သွားသည်ကျွန်တော်ဒီသူမ၏ကာမောင်းသမားဟူသောဖြစ်ကိုမေးလျော့သွားသည်ဘသူမလိုက်မရသောတီးတက်နေရာတစ်ခုကိုကျွန်တော်သွားသည်ကျွန်တော်ရောက်သွားသည့်ခါတွင်ဘသူမမရှိသူမမရှိညတီရာမရှိအခုလည်းမရှိပင်လေရီလိုက်တွင်ကြောက်ဆောင်တွင်တိမ်တွင်ပန်းမွင့်တွင်မွေးနှံ့တွင် ကျွန်တော်ဒီလေစီကြောင့်တွင်ညင်သာစွာရွေမျောလျက်ရှိသည်အခန်း20မိမိကြောင့်ပြပြဆံမှာခမညာကျွန်တော်ကားမောင်းနေစဉ်သူမကမိမိကြောင့်မေးလာတော့ခါကျွန်တော်အံ့ဩသွားပါသည်မိရဲ့နာမည်ကဘာတူလဲဘလူမျိုးသမီးလဲရုပ်ရည်နဲ့တွင်ပြင်ဘလူနေလဲအဲ့ဟာမျိုးတွေပေါ့ကျွန်တော်မိမိကိုမိထားခဲ့ဒီမှာကြာပါပြီ မိမိတို့ဒါမကပြပြကိုလည်းကျွန်တော်မိနေခဲ့ပါသည်မိမိနမယမက်စပဲတဲ့အဲ့ဒီတော့ဟာမိမိကအမြဲပြုံးနေရအဲ့ဒီတော့ဟာမိမိကကျွန်တော်နမယ်ဘယ်တော့မှမခေါ်ဘူးလူလေးလိုပဲခေါ်ခဲ့တာအခုဘယ်ရွယ်ရှိပြီလဲကျွန်တော်မိမိမျက်လုံးများကိုမြင်အောင်ကြည့်မိသည်ညိုညိုကလေးညိုလဲနေသည့်မျက်လုံးများသည်မိမတယောက်တော့လှပတော့လေယောက်ျားတယောက်တော့တန်မှုမရှိပါဘူး မိမကကျွန်တော်ပထမတန်းရွယ်မှာဆုံးသွားပါတယ်။ဟုတ်။သူမတိတ်ဆိတ်သွား၏။ဟုတ်တော့ကျွန်တော်ဆက်ပြောလိုက်ပါသည်။မိမတခါမှဒေါသဖြစ်တာမတွေ့ဘူး။ကျွန်တော်မိမစီရတီးခံမှုတွေအေးချမ်းမှုတွေရပါစေလို့ကလေးဘဝအမြဲတမ်းဆုတောင်းမှုတွေ။ဒါပေမဲ့မိမကကျွန်တော်ကိုအဲ့အရာတွေမပေးနိုင်ခဲ့ဘူး။မိမစီမှာကျွန်တော်ရလိုက်တာမျက်လုံးတစ်ခုတည်းပါပဲ။ဟောဒီအညူရောင်ဖြုတ်ဖြုတ်မျက်လုံးတွေပေါ့။ မမေစီမှာအဲ့ဒီမျက်လုံးတွေကလှတယ်။ကျွန်တော်စီမှာတော့အဲ့ဒီမျက်လုံးတွေကကြောင်စီစီပျော့ညံ့ညံ့နဲ့ရုပ်ဆိုးနေတယ်။သူမကိုနောက်ကြည့်မှမှလှမ်းကြည့်တော့သူမကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေတည်နဲ့စုံသွား၏။ဘယ်သူမှမပြုံးကြပါ။ကျွန်တော်ရသည်မရုပ်ရည်အမှုချက်ဒေါသကြီးတာရိုင်းဆိုင်တာပစ္စလက်ခက်နေတာအဲ့ဒါဖိဖိစီယာကြီးပဲ။သူဘာလုပ်လို့တလဲ။ စာအုပ်အဟောင်းရောက်ပါတယ်။ဖေဖေကဝဲတယ်အန်တီကစီပွားမလုပ်တော့ဘူး။ကျွန်တော်ပတ်စံလျှောက်ရရင်ဖေဖေစီလမ်းပို့ဖို့စဉ်းစားရတယ်။ဖေဖေပြောမှာပဲ။ချင်းသလား။ခင်ဗျာ။သူမကျွန်တော်ကိုလမ်းကြည့်မနေတော့ပါ။သူကအခုနောက်ရင်နောက်နေလား။ပြပြအမိမမယူတော့ဘူးတဲ့။ဟော။ကျွန်တော်သူမကိုဖေဖေအကြောင်းပြောပြရမလား။ မပြောဘဲထားရကောင်းမလားစဉ်းစားနေပြီးမှငါကြောက်မှမသိလှုပ်ခင်းနေပြောမိသွားသည်ကျွန်တော်ငါးရက်တက်တုန်းကပြပြဟအိမ်ကိုမိမတယောက်ခေါ်ခဲ့မှုတယ်ကျွန်တော်နဲ့မိသွားတယ်လीအိမ်နောက်တော့ဖဖေကိုမိမတယောက်နဲ့တွေ့ပြီးတခါမှမမြင်ဘူးတော့ပါဘူးသူမှခက်တက်တဲ့ရေမောပါသည်မင်းကိုတော်တော်ချစ်လို့ဖြစ်မှာပေါ့မထင်မမေကိုချစ်လို့ဖြစ်မှာပါပြပြဟမမေကိုချစ်လို့လို့ မိမိသဘောမကျတဲ့ဂီတသမားဖြစ်ကိုပြီးပိုင်ဆွလုပ်ခဲ့တာတဲ့မိမိကပြောမှုတယ်ဟုတ်လားတတော်မိုက်တဲ့လူပဲလက္ခဏာတိတ်ဆိတ်သွားပြီနော်သူမစကားတန်ထွက်ပေါ်လာသည်မင်းကောင်မလေးကြောင့်ပြောစမ်းမအောင်ကျွန်တော်ရင်ဘတ်တနေရာမှာစူးကနေအောက်သွားသည် sorry အလီကျွန်တော်သူ့ကြောင့်ကားမောင်းရင်မပြောနိုင်သေးပါဘူးအချင်းချင်းစိတ်လွတ်ကိုလို့나ကြီးခွင့်ရတဲ့ခါ ကျွန်တော်ပြောပြပါမယ်။သူမကကျွန်တော်အားစန်းနရတီတင်ခိုင်းတဲ့ခါကျွန်တော်အံ့ဩသွားသည်။စန်းနရဟာဒီတတန်တတော်များများကိုဖန်ပြီးပေးနိုင်တယ်။စန်းနရတီတဲ့ရင်ဒီတာသမားတယောက်တည်းအခွင့်အရေးတွေပို့ရမယ်။ကိုယ်စီမှာစန်းနရအစင်သေးရှိနေတာပဲ။တနေ့နှစ်နာရီလောက်မှမှန်လေ့ကျင့်သွားရင်အချိန်ကုန်မှမတိတာပါဘူး။အမှန်မင်းလွန်ခဲ့တဲ့9နှစ်စင်နေကလေးကတင်မိတာကျွမ်းမိတာဖြစ်နေရမှာ။ နေ့လေ2နာရီခွဲနဲ့6နာရီကြာတွင်ကျွန်တော်လစာပြပြအလုပ်ချိန်ဖြုန်းနှီးခွင့်ရသွားပါသည်6နာရီခွဲရင်ကိုယုံရှိမင်းရအောင်လာရမယ်ဟုတ်လားဆန်နေရဆရာညံဘူးစောကမိများကြရရသည်ကိုကျွန်တော်မသိပါဤကိစ္စတွင်သူမ၏စီစဉ်ကိုကျွန်တော်လိုက်နာရုံညတာဖြစ်သည်ဤများလွယ်ကူပါသည်မင်းခက်လေးကကျွန်တော်မောင်လို့နေလို့မထင်မိဘူးလားကျွန်တော်ရေမောမီ အန်ဒီကလည်းပြောမှပြောတတ်ပါလိကျွန်တော်ခံအန်ဒီအိမ်ကရေကျိုးခန်းလောက်တောင်ကျေတာမှမဟုတ်ပဲမင်းအဲ့ဒီခံမှမနေတင်တော့ကျွန်တော်စဉ်းစားမိပါတယ်တိုက်ခန်းတကန်ငါမလားလို့ခတ်တာလေးတက်ငါးတက်မှာဟိုပဲတနစ်စာစာကျုပ်ဆိုရင်၃၄တောင်းလောက်ပေးရမှာအန်ဒီရဲ့အဲ့ဒီ၃၄တောင်းကကျွန်တော်မှမပြည့်သေးဘူးနောက်ထပ်၂လလောက်ဆောင်ရင်တော့စားစိတ်ချံပြီး၄တောင်းလောက်ဖြစ်တော့မှာပါသူမကစူပါမထထွားတာက ခန်းစည်းစားကိုဆွဲဖယ်ပေးခဲ့လိုက်ပြီးကျွန်တော်ကိုလှမ်းစကားပြောသည်လောလောဆယ်အဲ့ဒီငွေကိုကိုစိုက်ထားပါမယ်ကိုယ်အိမ်နဲ့နီနီတနေရာမှာနေတိုက်ခန်းတစ်ခုရှာတော့စပီကာမှာ Aries Club တန်ကြီးဂီတတန်ဒီကျွန်တော်နဲ့ဝေဝေတူလွှင့်စင်သွားသည်ကျွန်တော်သူမကိုတန်းဟန်တော်ကြည့်လိုက်သည်သူမကျွန်တော်ကိုလှမ်းကြည့်မနေပါထို့ကြောင့်သူမ၏မျက်လုံးရိပ်ရာကိုကျွန်တော်မမြင်ရပါဘူး ကျွန်တော်ရင်ထဲထိတ်ကနေခုံသွားသည်ဒါပါတဘောလေသူမကျွန်တော်ကြံမှာဘာလို့ကျင်တယ်လဲလုံကြုံသောကုတ်ရင်းကြီးတစ်ထပ်အောက်မှာခါမတူမရှိဘလောက်တစ်ထပ်သူမ၏ကိုယ်လုံးကိုကျွန်တော်မှန်းရခတ်ပါသည်ပြော့ဤတော့ထမင်းအောက်မှာအကဲခဲရသည်မယကိုအောက်ပိုင်းကတော့မိမတယောက်ထက်ယောက်ျားတယောက်နဲ့ပိုတူသည်ရှည်တယ်သောကိုယ်လုံးကြည့်ကြည့်ပြင်မခတ်သည်သည်ခြေထောက်တွေ့တွေ့ သူမ၏လက်ချောင်းများသည်ရှည်လျားတော်လည်းမလှပါလက်ချောင်းတိတ်များသည်ညတီရာလိုအပြားရှု၍ပုံစံကျသည့်နူးညံ့တွယ်လျားသည့်လက်များမဟုတ်ညတီရာ၏လက်များသည်နူးညံ့ချုံ့ဝှက်ပြီးအေးဆက်ဆက်ကလေးဖြစ်၏ထိုလက်ကလေးများသည်ကျွန်တော်လက်ထဲရောက်သည့်အခါမှကျွန်တော်ဆုပ်ထွေးဖြစ်မြင်မှုဖြင့်နှွေးထွေးလာရ၏သူမ၏လက်ချောင်းများကတော့အေးဆက်သလားနှွေးထွေးသလားသူမ၏လက်ချောင်းများကိုကျွန်တော်လက်နှင့်တကားမှမချိဘူးပါ ကျွန်တော်သူမ၏လက်ကောက်ဝတ်ကိုဖမ်းဆုပ်ဖြစ်မြင့်မိသည့်တနည်းလေညနေခင်းကိုတတိယသွားသောအခါအာခေါင်များ၆တွေ့ကနှကမ်းများထုံကျင်လာ၏သူမ၏လက်ကောက်ဝတ်သည် အနှဲငယ်များပင်နူးညံ့မှုမပေးပါအတားပြပြအနှဲငယ်တမာသောထိုလက်သည်ကျွန်တော်ဘာကိုရိုက်နှက်သည့်လက်ပင်ဖြစ်သည်ထို့သောထိုလက်များသည်ပင်ကျွန်တော်စပင်များကိုဖောက်ဖွားတတ်၍ကျွန်တော်အားနှစ်သိမ့်ခဲ့မှုပါသည်အဲ့ဒီခံမှာမင်းတို့ ကာရာအိုကေကက်ဆက်တစ်လုံးလိုမယ်မိုက်ခရိုဖုန်းနဲ့မင်းတချင်းဆိုကြည့်ရလိမ့်မယ်မင်းတန်ကိုမင်းလိုတလိုထုတ်ဖို့အချိန်တတော်များများပေးရလိမ့်မယ်အတန်ချင်းမို့ဘာအတွက်လဲသူမကျွန်တော်ကိုဖျက်ခနေလမ်းကြည့်ပါသည်သူမရဲ့မျက်မှောင်တော်မျိုးလုံးများသည်ကျူးစမ်းစွာတောက်ပါနေဘာအတွက်လဲဆိုတော့ကျွမ်းကျင်တဲ့အစုတ်သမားတယောက်ဖြစ်အောင်လို့ပေါ့မင်းအစုတ်တော်တဲ့ကျေပွင့်တွင်ဖြစ်အောင် ကိုလှုပ်ပေးမှာမဟုတ်လို့ပေါ့ကျွန်တော်သူမကိုတွေ့ဝေစွာငေးကြည့်နေမိသည်ကျွန်တော်ဘဝမှာအဆိုသမားဖြစ်ဖို့ဘယ်တော့မှစိတ်ကူးမရှိခဲ့ဘူးပါမင်း Jasmine မှာအလုဆောက်ဝင်တဲ့နေရာကိုပြောခဲ့တာမင်းမှတ်မိလားမင်းကိုတက်ပြားသွင်းမှုအခွေထုတ်ဖို့တယောက်ယောက်ကများစကားကန့်လန့်လာရင်မင်းလက်မခံရအောင်ဆိုတဲ့စကားလေးအဲ့ဒီတော့မင်းရေခဲ့တယ်မဟုတ်လားကိုစားနောက်နေရလို့မင်းထင်ခဲ့တာမဟုတ်လား အဲ့ဒါကိုတကယ်ပြောနေရမင်းကိုကလွယ်လို့ဘယ်သူနဲ့မှတချင်းမဆိုရအောင်ကြားလားမင်းကိုကိုပဲပိုင်နေကျွန်တော်အတန်ထွက်အောင်ပြုံးရင်မိပါသည်အနာကမတည်ကြတဲ့မဥမလဲကောင်းတကောင်ကိုပိုင်ဖို့ဘယ်သူနဲ့မှရှင်ပြိုင်လို့စရာမလိုဘူးဆိုတာသူမမေ့ရနေသလားသူမဟုတ်သူမကျွန်တော်ကိုစနောင်နေရလားအတန်ထွက်လို့တလို့ရပြီလို့မင်းထင်တဲ့တနေ့မှာကိုမင်းကိုတချင်းငွေတစ်ခွေဖြစ်အောင်ထုတ်ပေးမယ် 你特先为包大衣，阿裤是有棉拖上楼，棉是有阿裤，裤有落野烂哩袂。但袂特先为包布素啦，阿落地嘞，棉袜特先为洗袂，你打麻鞋特先为洗袂，搁烂鞋脏物的洗袂，奇怪的烂物的洗袂，烂物的洗袂，鞋底物的洗袂，特别烂鞋袂，袜子洗袂。 ဒုရီယာပစ္စည်းအစုံသုံးဝင်ရတယ်။အတံမန်းစနစ်တွေတိတ်တိုးတက်လာတဲ့ခီကြီးမှာဒုတိယဟာဂီတနဲ့လူရွယ်ကလေးဖမ်းဆနိုင်ပါတယ်။ဂီတဟာလူတယောက်နဲ့လူလူကြားကိုဆက်တယ်ပေးတဲ့အကောင်းဆုံးပန်းခုတရားပဲ။ဒါပေမဲ့ကန့်ဆိုတာရှိတယ်မဟုတ်လား။ကန့်ဆိုတာလူလုံယူရပါကွာ။မင်းမသိဘူးလား။ကန့်ဆိုတာကြိုးစားမှုပါပဲ။ဒီမကြီးတက်ကြွတော့မန်သည်။ ကျွန်တော်တို့အထူးဆန်းဖြစ်နေသည်အချင်းစာသားနဲ့တန်စင်အားဆွေးဆောင်မှုရှိရမယ်တည်ရဲ့လူတွေအားကျွမ်းကျင်ရမယ်ကြော်ညာကောင်းရမယ်အတန်ဖန်းတဲ့လူတော်ရမယ်ပြန်ဆိုတာကိုမင်းလက်တဲရောက်လာမင်းခေါ်ယူလို့ရတယ်ငွေလည်းရှိရင်ပေါ့ဒါပေါ့ငွေတော့မပူနဲ့လေကိုမင်းနာမှာရှိရင်ငွေရှိနေမှာပဲမင်းစူးစမ်းရမှာမင်းခံစားမှုအပြည့်အဝထုတ်ပေးနိုင်တဲ့တခြင်းကို ဝင်းယူတက်ဖို့ပဲကော်ပီကိုစို့ဖို့လားသူမမျက်ခုံးပြကြည့်ပါသည်ကျွန်တော်အောက်သက်သက်ဖြစ်သွား၏ဒီမဲမင်းတခြားကြီးကြီးကျယ်ကျယ်တွေရောက်အိမ်မမတ်မနေနဲ့မင်းအိမ်မတ်အတွက်မင်းသက်ကတိတ်ငယ်လွန်းသေးတယ်လောကမှာကိုရနိုင်တဲ့အရာတစ်ခုကိုအချိန်မီဖမ်းဆုပ်ထားဖို့ပဲအရေးကြီးတယ်အခုမဖမ်းမရင်မင်းနောက်ဘယ်တော့မှဖမ်းမိမှာမဟုတ်ဘူးလူလူကိုမင်းဆွဲခေါ်ဖို့ဆိုရင် လူတွေမင်းကိုဂရုစိုက်လာဖို့အရင်စူးစမ်းရမှာပေါ့ဒီတော့အလွန်တော်တဲ့တချင်းရေးဆရာတယောက်ကိုပုံပြီးအမလားမင်းရမယ်တချင်းလူရွေးပြီးကော်ပီကူးမလားဒီနှစ်ခုရွေးတစ်ခုတော့ရှိတယ်မင်းတချင်းမင်းကိုယ်တိုင်ရေးမယ်ဆိုရင်အဲ့ဒီတချင်းကိုကိုယ်ရင်စစ်ကြည့်မယ်ကိုယ်သဘောကျမှလက်လွတ်မယ်ဟုတ်ပြီလားကျွန်တော်သူမခနဲ့ကျင်စိတ်များတော့တဖြစ်ကိုကိုကိုသူမရဲ့ driver ဖြစ်ကိုပင်မေးရောသွားပါသည် အန်ဒီယာတချင်းရေးစရာလားအဆိုတော်လားတခູ້မှမဟုတ်ဘူးကိုဟာမျိုးစစ်ကိုလေ့လာသူခံစားသူတက်တက်သူတက်တက်ပဲဒါပေမဲ့ကိုရေးထားတဲ့တချင်း၄၅ပုတ်ရှိတယ်မင်းယူကြည့်ပေါ့ကျွန်တော်ပခုံးတုံးရင်ပြုံးမိလိုက်သည်ဒါဖြင့်ဂီတနဲ့လူတိများဖို့ဘယ်ချက်တွေလိုမဲလို့ထင်လဲအန်ဒီသို့တော့သူမကအနေငယ်များပြပြုံးမှာလူငယ်ရဲ့ရှင်မှာ မင်းရှိနေဖို့လိုမှာပေါ့သူတို့ရဲ့စိတ်ကိုမင်းသိနေဖို့လိုတာပေါ့နောက်ပြီးသူတို့သူတို့ကိုသူတို့သိအောင်မင်းလုပ်ပေးဖို့လိုမှာပေါ့အဲ့လိုလုပ်ပေးနိုင်တဲ့ဂီတကိုဦးကြိုက်များမှာပဲကျွန်တော်သူမကိုတည်ငြိမ်စွာလှမ်းကြည့်မိသွားသည်အဝါရောင်ဖြော့ဖြော့ခန်းစည်းများကြမှာပြက်ဝင်လာတော့ညနေခင်းနေအောင်စီသည်သူမ၏မျက်နှာစီတို့အလင်းတင်ပေးလိုက်တော့ခါတောက်ပတော့မျက်ဝန်းစုံသည် လင်းလက်သောကျေဝင့်ကလေးများဖြင့်ပြောင်းလဲသွားသည်ထိုကျေဝင့်ကလေးများကိုကျွန်တော်တအံ့တအော်ငေးမွန်းနေမိသည်နောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အစုံဒီနားဆင်ပေးခဲ့ကြသူတကူးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်